ဒီနေရာလေးကအရန်အီးလို့ကျွန်တော်နေတိုင်းနေတိုင်းလာဖြစ်တယ်ပေါ့နော်စိတ်လုကိုလို့အရန်နဲ့အီးတယ်လေလေးရလည်းဖြူနေတာပဲနော်စိတ်ချမ်းသာမှုအပြည့်ဝပြီးတယ်ပေါ့ဒီပန်းရံလေးကိုကျွန်တော်လိုက်စိတ်ချမ်းသာမှုအများကြီးရတယ်လေလေးရလည်းဖြူနေတာပဲနော်သူကဘယ်မှာတည်ရှိတယ်ဆိုရင်ကျွန်တော်တို့မဲဆောက် မဲဆောက်ကတရာတိကထွက်လာရင်ဒီဘက်တရာလမ်းတစ်ဘက်ကိုလာရင်အမှလမ်းစုံမှာတည်ရှိတယ်ပေါ့နော်လမ်းတစ်ဟိုဘက်လမ်းဒီဘက်လမ်းနှစ်လမ်းသွားလမ်းတစ်မှာရှိတယ်အရန်ကူမှာစိတ်ချမ်းသာမှုအပြည့်ဝပေးတယ်ပေါ့နော်ဒါတော့ပန်းကျင်မဖွင့်သေးဘူးပန်းကျင်ဖွင့်ဘလောက်တောင်စိတ်ချမ်းသာမှုပေးမလဲတော့မသိဘူးပေါ့ဗျာကျွန်တော်တို့ခုလေးလေးဖြူးဖြူးလေးနဲ့ခုံလေးမှာထိုင်ပြီးဗီဒီယိုလေးလိုက်ရိုက်အတန်လေးတွေတွင်ပြီးဖြူးနေစိတ်ချမ်းသာမှုတွေရန်အရန်မိုက်တယ်ပေါ့နော် နိုင်ပိုင်လွတ်လွတ်လပ်လပ်လာနေခြင်းတဲ့လူတွေဆိုရင်လည်းဒီနေရာလူလာခဲ့လာစီသိချမ်းသာမှုကြိုက်တယ်ပပပပလွတ်လွတ်လပ်လပ်နေခြင်းနဲ့ဆိုရင်တော့ဗျာဒီနေရာဒီမှာကိုကော်ဖီတစ်ခွက်လေးအေးတပူးလေးနဲ့လာပြီးထိုင်နေပြီးအတွေးလေးတွေတောင်တွေးမြောက်တွေးပြီးအေးစိစိနေခြင်းတဲ့လူတွေအတွက်ဒီနေရာလေးရဲ့အင့်တော်ဆုံးမှုပြောဗျာကျွန်တော်လည်းဒီနေရာလေးကိုရောက်နေပါတယ်ပန်းကြံကဗျာ ပန်းပိန်နေမရှိသေးပေမဲ့လေလေးရဖြူဖြူလေးရေကန်ကနှစ်ကန်ရှိတော့စိတ်ချမ်းသာမှုတကယ်ပြီးတယ်ဗျာနော်စိတ်ချမ်းသာမှုတကယ်ပြီးတယ်ကိုလွတ်လွတ်ပေါ့ပါသွားတာပဲဗောဗျာဒီမှာလေ့ကျင့်ခန်းလာလုပ်ချင်နေရတယ်နောက်ပြီးတော့ကော်ဖီတစ်ခွက်အေးတပူးနဲ့လာထိုင်ပြီးဟိုတောင်တွေးမြောက်တွေးတွေးနေလို့လည်းရတယ်စာရေးဆရာတပိုင်းဆိုအဓိကကောင်းတဲ့နေရာလေးဗောဗျာနော်ကျွန်တော်ကတော့ဒီနေရာလေးကိုသဘောကျတော့ဗီဒီယိုရိုက်တင်လိုက်တာဗောခင်ဗျာလာချင်တဲ့ဆိုရင်မဲဆောက်လမ်းစုံမှာရှိပါ